အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖက်ပြပေးမှာတော့စိုက်စရာဥနုရေးတာထားတယ်ကာမတဏဆိုရဲစာအုပ်ပဲဖြစ်ပါတယ်အပိုင်းနှစ်ဥမြကြီးတို့မိသားစု ရှန်ကုံကပသိန်ကိုမြင့်လန်ခရီးနဲ့သွားရင်ဝါခင်မဆိုတဲ့မြို့ကလေးကိုဖြတ်သွားရတယ်။ဝါခင်မဟာရှန်ကုံကနေမိုင်132မိုင်ဝေးတယ်။အခုပြောမယ့်အဖြစ်ပြက်တွေဟာပထမကဘာစစ်ကြီးမဖြစ်ခင်စကားနှစ်လောက်ကစပြီးအဲ့ဒီဝါခင်မမြို့ကလေးမှာဖြစ်ပျက်ခဲ့တယ်။အဲ့ဒီအချိန်ကာကဝါခင်မမြို့မှာထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရှိတယ်။တယောက်ကဦးဖို့ခင်ဖြစ်တယ်။တယောက်ကဦးမြကြီးဖြစ်တယ်။ ဦးဘိုးခင်နဲ့ဦးမြကြီးတို့ဟာငငယ်ကကြောင်းတွေပဲတငယ်ချင်းတွေဖြစ်တယ်။ဒါပေမဲ့ဦးမြကြီးကတိတ်ပြီးဆိုတယ်။ခဏခဏကြောင်းပြေးတယ်။မကောင်းတဲ့အပေါင်းဖော်တွေနဲ့တွေ့ပြီးနောက်တော့အိမ်ကပါထွက်ပြေးတယ်။ဦးမြကြီးကလေးတဲ့နောင်မအောင်အိမ်ကထွက်ပြေးပြီးဆယ်နှစ်လောက်ဟာဦးမြကြီးမှာအိမ်ကြေးရခြင်းမရှိဘူး။တနေ့ကုန်တနေ့ကန်ဖဲဝိုင်းမှာပဲနေဖဲသမားတွေခိုင်းရကိုလို့ဖဲသမားတွေကြေးရအစားဖဲသမားတွေတိုက်တဲ့အရက်တော့ ဘဲသမားတွေစီကရတဲ့ပတ်စံကလေးနဲ့တခါတရံဖဲဝင်ရိုက်အဲ့ဒီလိုဖဲဝိုင်းချပိုးလုံနေတယ်။နောက်တော့ကန်အားလျော်စွာပဲသူ့ထက်အသက်9နှစ်လောက်ကြီးတဲ့ဝါခင်မတစ်ဖက်ကန်တော်ကရွာသူမတ်ရွှေမဆိုတဲ့မုဆုံမတယောက်နဲ့အိမ်တောင်ကြတယ်။အဲ့ဒီမုဆုံမမှာလွှဆင်တစ်ခုရှိရင်အဲ့ဒီလွှဆင်ကိုအုပ်ချုပ်ရတဲ့အခါဦးမြကြီးရဲ့ကလိန်ညာနေရှိတဲ့ရွေးအစွမ်းကုန်ပြဖို့အခွင့်ကောင်းရတယ် တက်တော်ပဲဆိုင်ရာအမှုထမ်းအရာတန်းအချို့တွေကအောက်ကျို့ပေါင်းတဲ့သူကိုအောက်ကျို့ပေါင်းငွေကြိုက်တဲ့လူကိုငွေပေးမိမကြိုက်တဲ့လူကို မိမပေးလက်ဆောင်ကြိုက်တဲ့လူကိုလက်ဆောင်ပေးပြီးတက်တွေကိုရနိုင်တဲ့လောက်ခိုးထုတ်တာပဲအဲ့ဒီလိုလှုပ်လိုက်တာနှစ်နှစ်အတွင်းနောက်ထပ်လှစဉ်တစ်ခုတည်နိုင်တယ်နောက်လှစဉ်က ပထမလှစဉ်ထက်၅ဆလောက်ကြီးတယ် တော်ကားဘက်ကိုသွားရင်ဦးမြကြီးဒေါ်ရွှေမလှစင်ဆိုတဲ့စိုင်းပုတ်ကြီးကိုဝါခင်မှာမြစ်အလေလောက်ကလေးကမြင်ရတယ်။ဦးမြကြီးဟာပစ္စည်းနဲ့နဲ့စုမိလာတော့စိန်ရွှေအပေါင်ခံနဲ့အစမတန်နဲ့အပေါင်ထားတဲ့ပစ္စည်းဆိုရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူး။ဥပမာ900တန်စိန်လက်စွပ်တစ်ခွင်90နဲ့ပေါင်ရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူး။လာပေါင်ကလေးကပေါင်တဲ့လူဟာအပေါင်စာချုပ်ဖြတ်ပိုင်းတွေမှာလက်မှတ်ထိုးသွားရတယ် သူလိုချင်တဲ့ပစ္စည်းလာပောင်းရင်အဲ့ဒီပောင်းတဲ့လူအိမ်ပေါ်ကအစင်းသွားတာနဲ့တပြိုင်နက်ဖြတ်ပိုင်းမှာသူထိုးပစ်ခဲ့တဲ့လက်မှတ်ရဲ့အပေါ်နာမှာဘယ်နည်းကဒီပစ္စည်းကို ပြန်ရွေးပြီးပြီဆိုတာရေးထားလိုက်တာပဲဟိုတုန်းကတော့ရုံးလိုကတ်တို့ကိုပေါက်ပေါက်ရရသွားရတဲ့လူတွေတိတ်မများပါဘူးအဲ့ဒီတော့အပေါ့ဆုံးတဲ့လူတွေကဦးမြကြီးရဲ့အိမ်ပေါ်ကငိုပြီးစင်းသွားရတာလောက်နဲ့ပဲတင်းတိမ်ခြေနဲ့ကြရတော့တာပါပဲ စိန်ရွှေပြီးတော့တဆင့်တိုးလဲအပေါင်ခံတဲ့လဲတွေကိုလည်းစိန်ရွှေတွေလိုပဲလောက်တာပဲ။နောက်နည်းနည်းလောက်ကြတဲ့အခါဦးမြကြီးကဆန်ဆက်တလုံးတီနိုင်ပါတယ်။တပည့်တွေမှုထားပြီးပိုင်ရှင်မတိပဲတလင်းတွေကခိုးရောက်တဲ့စပါးစပါးကြီးတွေကခိုးရောက်တဲ့စပါးတွေကိုဇီးပေါ်ပေါ်နဲ့ရှောက်အဝယ်ခိုင်းတယ်။အဲ့ဒီစပါးတွေကို သူ့ဆက်မှာဆန်ခွဲပြီးရောင်းတယ်။တခါတလေသူ့စိတ်ကြိုက်နေတွေ့ရင်ခိုးရပါတိုက်ခိုက်ရပါပစ္စည်းကိုပါလက်ခံလိုက်သေးတာ။ နောက်နှစ်နှစ်လောက်ကြာတဲ့အခါမူလဆန်ဆက်ထက်ကြီးတဲ့ဆန်ဆက်ကြီးတစ်လုံးကို နောက်ထပ်တည်နိုင်ပါတယ်။ပစ္စည်းအတော်ချမ်းသာလာတဲ့အခါဝါခဲမဘက်မှာတိုက်တလုံးဆောက်ပြီးသူ့မိန်းမဒေါ်ရွှေမကိုအတီးတိုင်မှာပို့ထားတယ်။ဦးမြကြီးကတော့တော်ကပတ်ဆက်ဝန်ကြီးထဲမှာသူ့အတွက်ရောအာနာပိုင်တွေကိုပါလက်ထိုးဖို့အတွက်ရော မွေးချတဲ့ကမာလေးတွေနဲ့အပြော့အပားလိုက်အရက်တောင်းလိုက်ဖဲချလိုက်နဲ့တနည်းတနည်းအချိန်ကုန်တာပဲ။ မယားကြီးတော်ရွှေမစီကိုတလား2ချိန်3ချိန်လောက်ပဲသွားတော့တယ်။ဦးမြကြီးဟာမယားကြီးတော်ရွှေမနဲ့တတယောက်တမီးတယောက်ပဲရတယ်။တားကိုမောက်ထွန်းလို့ခေါ်တယ်။တမီးကိုထွေ့ထွေ့လို့ခေါ်တယ်။မယင်ငယ်တွေနဲ့ရတဲ့ကလေးတွေကတော့သူ့ကိုယ်တိုင်းဘလောက်ရှိမှန်းမသိဘူး။မွေးထားတဲ့ကလေးမလေးတယောက်ယောက်ကိုယ်ဝန်ရှိလာရင်ဆက်မလုပ်တဲ့အလုပ်သမားတယောက်ယောက်လွှတ်ဆင်မလုပ်တဲ့အလုပ်သမားတယောက်ယောက်နဲ့ပေးစားလိုက်တာပဲ။တခြားမှာသူတို့ရဲ့အစွမ်းအစနဲ့သူတို့ရှာပြီး ယူခြင်းလဲဦးမြကြီးကလိုတဲ့ငွေထုတ်ပေးလိုက်တာပဲတချို့ခမမိုက်ငရေမကြောက်တာလေးတွေကတော့ကြတော့ကိုဝင်ကိုဖျက်ချပစ်လိုက်တာပဲသူ့မယငယ်တွေဟာတော့ကဆံဝင်ကြီးထဲမှာသာရှိတာမဟုတ်ဘူးသူ့လယ်တွေမှာရှိတဲ့ရွာတွေမှာလည်းရှိတာပဲတခါတခါဦးမြကြီးဟာလယ်တွေသွားကြည့်အောင်မယ်ဆိုပြီးဒီမယငယ်တွေစီမှာ၃-၄ရက်စီလောက်သွားသွားပြီးပျော်ပါတတ်ပါတယ်ဦးမြကြီးဟာ ဒီလိုအကျင့်ဆိုပေမဲ့ငွေပေးတဲ့နေရာမှာအင်မတန်ရေရောတဲ့အတွက်လူရယာသူကိုဝိုင်းမပယ်ရဲဘူးဝါခင်မှာပတ်မှာပဲဖြစ်ဖြစ်တော်ကားပဲမှာပဲဖြစ်ဖြစ်တာရေးနိုင်ရရှိလို့ဦးညကြီးငွေဘလောက်ထည့်လိုက်ပါဆိုရင်ဈေးမစစ်ဘူးအလူကန်တလောက်ထည့်လိုက်တာပဲဒီနေ့ကျတော့ဦးညကြီးဟာအုံပင်စုရွာကိုသွားပါတယ်အုံပင်စုကဝါခင်မာရဲ့အနောက်တောင်တောက်၁၀မိုင်လောက်ဝေးပါတယ်အဲ့ဒီအုံပင်စုမှာ မကြသေးခင်ကမှရတဲ့မအုံးတင်ဆိုတဲ့မိငယ်တယောက်ရှိတယ်။မအုံးတင်ကငယ်တယ်။အသက်18နှစ်ဆိုတော့သူ့တမီထွေထွေနဲ့မှရွယ်သူပဲ။ရုပ်ကတိတ်ချောတာပဲ။အဲ့ဒီတော့ဒါလေးကိုရဖို့အတွက်အောင်တွေကိုငွေ900မအုံးတင်ရဲ့မိဘသုံးဖို့ငွေ1000မအုံးတင်အတွက်ကငွေ9000ရွှေတင်ကားဆယ်ပြားစီ ရွှေလက်ကောက်9ရံစိန်ချေလက်စုပ်တခွင်တပတ်တရက်တီစီရှိတဲ့ စိတ်နှက်ခက်ကတည်ရင်ပေးရတယ်။ဒါတွေတင်မကတည်ဘူး။ယောက်ခမဖြစ်သူက အုံပင်စုရွာမှာတကြီးလှုပ်ချင်တယ်ဆိုလို့မူလတကြီးကိုလေဆင်မှုတစ်ခုနဲ့ဖြုတ်ချပြီးသူယောက်ခမကြီးကိုတကြီးဖြစ်အောင်အာနာပိုင်တွေနဲ့ငွေထိုးရတဲ့အတွက်နောက်ထပ်ငွေ3000လောက်ကုန်သွားသေးတယ်။အဲ့ဒီမအုံတင်ကလေးကိုတော့တခြားမိန်းမတွေထဲဦးမြကြီးဟာပို့ပြီးမှတ်တယ်။အဖြစ်လို့လဲဆိုတော့ဒီမအုံတင်ကိုရတာ6လလောက်ပဲရှိသေးတယ်။ မအုံးတင်စီကိုဥမြကြီးလာတာအခေါက်20ထက်မနည်းဘူးဒီလိုမကြခဏလာတက်မှန်တီတော့အဲ့ဒီအခေါက်မှာပြုတ်သွားတဲ့တကြီးဥဖေအောင်ရဲ့မအုံးတင်ကိုဥမြကြီးကယူသွားတဲ့အတွက်ကြံရစ်ဖြစ်နေတဲ့မအုံးတင်ရဲ့ရီစာဟောင်းဘတ်တုတ်ရဲ့လေဧက300ဥမြကြီးစီမှာအစမတန်တဲ့အပေါင်ဆုံးသွားတဲ့အတွက်စိတ်နာနေတဲ့ဥဖုခရဲ့ပေါင်ပြီးဥမြကြီးကိုတေချောင်းကြံကြပါတယ်ဥမြကြီးက မအောင်တင်ကလေးနဲ့အိတ်နေတော့တကြီးကြဖျောက်ကြံ့ရစ်ပါတုံနဲ့အပေါင်ဆုံးဖိုခါတို့ခိုင်ထားတဲ့ထောင်ပြန်လူစိုးစိန်လာဟာနောက်ပြေးတကောက်ပေါက်ပြီးအိမ်ထဲဝင်လာပါတယ်အဲ့ရနာရောက်တော့ဦးမြကြီးရဲ့လက်မျိုးကို မိန်နဲ့တအားစောင့်ထိုးလိုက်တာဦးမြကြီးလည်းအဲ့ရပေါ်တင်ပဲပွဲချင်းပြီးတည်ပြီးသူ့ကလင်ဂျုံဆက်ကိုတင်သွားရရှာတယ်စိန်ရွှေမက်ပြီး ဖေးအရွယ်ကြီးကိုယူလိုက်ရတယ်မအောင်တင်ကလေးလည်း မှုဆုံးမကလေးဖြစ်ပြီးကျန်ရစ်ရှာပါတယ်။ဦးမြကြီးရဲ့ရောက်ခမတကြီးနဲ့မရင်ငယ်မအောင်တင်ကလွဲလို့တရွာလုံးမှာဦးမြကြီးကိုမေတ္တာရှိရလို့မရှိတဲ့အတွက်လူတက်မှုကိုဘယ်လိုစစ်လို့မှမပေါ်ဘူး။ဒါကြောင့်ဒီမှုကိုစုံစမ်းလို့မရတဲ့အမှုအဖြစ်နဲ့ပလိတ်ကပိတ်လိုက်ရပါတယ်။ပစ္စည်းဟာမီးနဲ့တူတယ်။မီးဟာတုံးတက်ရင်လူတွေမှာအကျိုးအများကြီးဖြစ်နိုင်တယ်။မတုံးတက်ရင်လူတွေမှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ ပစ္စည်းလည်းဒီလိုပဲပစ္စည်းဟာသုံးတဲ့ရင် ပစ္စည်းရှင်မှာအကျိုးအများကြီးဖြစ်နိုင်တယ်ဒီပစ္စည်းကိုအကြောင်းပြုပြီးဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုဒါလုပ်မယ်ဆိုရင်ဒီပစ္စည်းရှင်ဟာလူနဲ့ပြမအဖြစ်နဲ့ပုံစံဆံရပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့အထိ အကျိုးဖြစ်နိုင်တယ်ပစ္စည်းဟာမသုံးတဲ့ရင် ပစ္စည်းရှင်မှာဒုက္ခအများကြီးဖြစ်နိုင်တယ်ဒီပစ္စည်းတွေနဲ့မိမလိုက်ဖေးရိုက်အရက်တော့ လူတွေနှိမ့်ဆက်နေမယ်ဆိုရင်ဒီပစ္စည်းရှင်ဟာတည်ပြီးတဲ့နောက်တရစ္ဆန်ဒိတ်တာအတူရကဲငရဲဆိုတဲ့အပေလေးပုံကိုစောက်ထိုးဆင်းမှာပဲဦးမြကြီးဟာပစ္စည်းရှင်ဖြစ်တော်လဲပစ္စည်းကိုတုံးတက်တဲ့ပစ္စည်းရှင်မျိုးမဟုတ်ဘူးမတုံးတက်တဲ့ပစ္စည်းရှင်ဖြစ်တယ်အခုနေမြဒိဗတ်စကု အပင်ញင်ရတဲ့သူတော်သူမြတ်တွေ့ရလို့တိတ်ပြီးတဲ့နောက်ဦးမြကြီးဟာဘဲပုံကိုရောက်သွားပါတယ်လို့များရှောက်ထားကြည့်ကြရင်အရက်တော့ ဖဲရိုက်မိမလိုက်လူတွေကိုနှိပ်စက်သွားတယ်အကုသိုလ်ကံတွေကြောင့်ဦးမြကြီးတယောက်ဖြင့်အဝီစီကိုစောက်ထိုးဆင်းရရှာပြီလို့ဖြေမှာဧကံမုချ်မလွယ်တော့ပါဘူးအပိုင်းသုံးကိုဆက်လက်ဆောင်မျောနားဆင်ပြကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ